ဘရာဇီးနိုင်ငံရီယိုဒီဂျနေရိုမြို့မှာပြုလုပ်ခဲ့တဲ့မူရင့်စေဝါတိုက်ဖြတ်ရေးစီးနှင်းမှုအတွေ့ဒေါ်လာ2သန်းတန်ဖိုးရှိတဲ့လက်နက်တွေကိုသိမ်းဆည်းရမိခဲ့ပြီးဒါဟာဘရာဇီးသမိုင်းမှာလူသေဆုံးမှုအများဆုံးစီးနှင်းမှုဖြစ်တယ်လို့ဘရာဇီးပြည်နယ်အစိုးရကနိုဝင်ဘာ1ရက်ကပြောကြားခဲ့ပါတယ်။ ော်တိုဝါ28ရက်ကရီယိုဒီဂျနေရိုမြို့မှာရှိတဲ့ရပ်ကွက်နှစ်ခုအတွင်းရဲတပ်ဖွဲ့ကစစ်ဆင်ရေးပြုလုပ်ခဲ့ချိန်မှာရာဇဝတ်သားလို့တန်တရားရှိသူ138ဦးနဲ့ရဲရရှိလေးဦးသေဆုံးခဲ့ကြောင်းတရားဝင်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒီစစ်ဆင်ရေးဟာတရက်အတွင်းစစ်တပ်3လက်နက်အများဆုံးသိမ်းဆည်းရမိခဲ့တဲ့စစ်ဆင်ရေးတွေမှာပါဝင်ခဲ့ကြောင်းရီယိုဒီဂျနေရိုပြည်နယ်ဆိုရဖွဲ့ကကြေညာခဲ့ပြီး rifle 63လက်အပောင်းဝင်ဒေါ်လာ1.3တန်းတန်မိုးရှိတဲ့လက်နက်ပေါင်း120ကိုသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ။ဒါပြင်တောင်ဝင်ရှိသူတွေဟာကြည်စံတွေ၊ဖောက်ခွဲရေးပစ္စည်းတွေ၊မူရင်စေဝါတွေနဲ့စစ်ဘက်သုံးပစ္စည်းတွေကိုလည်းတွေ့ရှိခဲ့ပါတယ်။ဒီစစ်စင်ရေးဟာ Rio de Janeiro ပြည်နယ်ရဲ့နယ်နိမိတ်အများအပြားကိုထိန်းချုပ်ထားပြီးဘရာဇီးရဲ့အင်အားအကြီးဆုံးမူရင်စေဝါဂိုင်းတွေမှာပါဝင်တဲ့ Commando Bamelho ဂိုင်းကိုပြတ်မှတ်ထားခဲ့တာဖြစ်ကြောင်းတောင်ဝင်ရှိသူတွေကပြောပါတယ်။တချို့လက်နက်တွေဟာ Argentina, Belgium, Germany, Peru ရုရှားနဲ့ဗင်နီဇွဲလားလိုမျိုးပြည်ပနိုင်ငံတွေကနေတင်သွင်းလာတာဖြစ်ပြီး AK47 နဲ့ FAL လိုမျိုး စစ်ပွဲတွေမှာအသုံးပြုတဲ့လက်နက်အမျိုးအစားတွေလည်းပါဝင်ခဲ့ပါတယ်။ Rio de Janeiro တပ်ဖွဲ့ရဲ့စီးနှင်းမှုကိုလူအခွင့်ရေးအဖွဲ့တွေကရှုံချခဲ့ပြီးကုလသမဂ္ဂကလည်းစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။တည်ဆုံးသူတချို့ရဲ့ကြံရည်သူဆွေမျိုးတွေကတော့ရဲတပ်ဖွဲ့ဟာစစ်ဆေးမင်းမြတ်မှုမရှိဘဲတပ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြောင်းဝေဖန်ရှုံချခဲ့ပါတယ်။ပြည်သူပင်ဆိုစီဘရာဇီးပြည်သူအများစုကတော့ဒီမူရစ်စေဝါတိုက်ဖြည့်ရေးစီးနှင်းမှုကိုထောက်ခံကြောင်းစစ်တမ်းတွေမှာဖော်ပြခဲ့ပါတယ်။